မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆက်တက်လေးတစ်စုံပြပေးခြင်းနဲ့ပေါ့နော်အဲဆက်တက်လေးကပါဠိလေးဆိုတော့ကျွန်တော်တို့ဒါအိမ်သုံးထပ်ကိုသူကလည်းနည်းလေးပို့ပြီးတော့ကြီးမယ်အိမ်သုံးထပ်ကြီးရဆိုဘာလေးဖြစ်မလဲဆိုတော့ကျွန်တော်အသေးစားဆက်မှုလုပ်ငန်းတွေပေါ့နော်အိမ်မှာကျွန်တော်တို့ဥပမာပေါ့ brain လုပ်ငန်းပိုင်ခြင်းတွေရှိမယ်ပြောရလို့ရှိရင်ကျွန်တော်တို့ဒီ support motor အချုပ်ဆက်တွေရှိမယ်အဲပြီးတော့သူနဲ့ဆိုလို့ရှိရင် web များဆွဲရတဲ့ဟာမျိုးပေါ့နော်အဲအနည်းဆုံး total လောက်6000 9000ဝင်းချင်နေပါတိကိုရှိမှာတခါကျရင်လိုအပ်လို့ကျလို့ရှိရင်10000လောက်တိတော့မှဆွဲတဲ့ customer မျိုးတွေပြကျွန်တော် ဒီဆက်တက်လေးတွေတော့ပြရမှာเนาะဒီကောင်လေးကတော့ on 48 for 11 kW 11 kW the watt down တောင်းတခါကောင်လေးเนี่ยကျွန်တော်တို့ဒီ shutter ဆန်း 51.2V 280A spray do battery လေးပေါ့เนาะအဲ့ဒီကောင်လေးကိုပြရမှာဒါဒီကောင်လေးဆိုရင်ဒါ inverter ကဒါ watt down တောင်းဖြစ်တဲ့အတွက် tone down လောက်လောက်ကို AA စစ်စစ်သူကနိုင်တယ်အာလုပ်ငန်းသုံးနေပေါ့နော်ဥပမာကျွန်တော်ဆွမ်းပြောဆို brain bone နေတောင်းရတဲ့လုပ်ငန်းတွေရှိမယ်အထည်ချုပ်ဆက်အထည်ချုပ်ဆက်ရုံနေပေါ့နော်အထည်ချုပ်ဆက်များများတောင်းတဲ့ customer မျိုးတွေရှိမယ် အဲအိမ်သုံးထပ်ကိုပို့ပြီးတော့ဝက်မများပို့သုံးရတဲ့အားဖြင့်ဒါမှမဟုတ်နောက်ဆုံးအိမ်သုံးကိုပဲအဲကွန်၄၅လုံးလောက်ပြိုင်လို့ဖွင့်မဲ့လုပ်ငန်းမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ချင်းဒီကောင်လေးကအရန်တင့်တော်တယ်အဲဒီကောင်လေးကကျွန်တော်တို့ဒါအားလုံး inverter ကို11 kW ဝက်1000 1000 1000နာရီအတွက်လောက်ကြီးဒီအားလုံးကို AC သေးနိုင်ဝိုင်းစိတ်ချရပြီအဲပြီးတော့ကျွန်တော်ဘက်ထရီကတော့ဒီ shutdown grade 2 battery ကျွန်တော် CCS system ကိုသုံးထားပြီလေ CCS system ဆိုတာဘာလဲဆိုတော့ကျွန်တော်လည်းရှင်းပြပေးမယ်နော် နော်ဒီအထဲမှာတော့တာမန်ဘက်ထရီတွေကကျတော့ grade 1ဘက်ထရီတွေမှာကျွန်တော်အထက်က cell တွေကိုသူက cable နဲ့ပြန်ပြီး join ရတယ်ပေါ့နော် cable နဲ့ပြန်ပြီး join ရဖြစ်တဲ့အတွက်အသုံးပြုတာကြာလာတဲ့အချိန်ကာလအတိုင်းအတာတစ်ခုမှာအဲ cable လေးတွေက loose ပြင်ဖြစ်တတ်မယ်ဒါပေမဲ့ cable လေးအပေါ်ကျလာတယ်ပေါ့နော်အပူချိန်ကြောင့်အဲလိုပြဿနာမျိုးကိုဒီ CCS သုံးထားပြီးတဲ့ grade 2ဘက်ထရီမှာကျတော့သူကလုံးဝမရှိတော့သူကဘာကြောင့်လဲဆိုတော့သူကဒီ66လုံးလုံးကိုသူက circuit ပြတစ်ခုတည်းနဲ့အုပ်ထားပေးလိုက်တယ်အပေါ်ကလည်းအရန်အဆင့်မြန်သွားပြီး အဲ့ဒီတော့ကိုကလုပ်ငန်းသုံးလဲသုံးတာဖြစ်တဲ့အတွက်ကိုစီမှာတခုခု error တလုံးတရာဖြစ်ခဲ့တယ်ဆိုရင်ကိုလုပ်ငန်းကနှောင့်နှေးသွားမှာလေအဲ့ဒါဖြစ်တဲ့အတွက်ဒီကောင်းဆိုလို့ချင်းဒါနောက်ကျွန်တော်တို့အနည်းဆုံး၈နှစ်၁၀နှစ်လောက်ဒီလုံးဝလှည့်ကြည့်ရမလို့တဲ့ battery မျိုးပေါ့နော်အဲ့လိုအတွဲလေးကျွန်တော်စီမှာရှိမယ်အဲ့ကောင်လေးကိုကျွန်တော်တို့အားလုံးတက်စင်ကအပါအပီးစည်းကိုကျွန်တော်320ဝန်းကျင်ထဲနဲ့ရမယ်ဒါအဲလူကြီးမင်းတို့လုပ်ငန်းအတွက်အရန်ရင်းနှီးဖို့တင့်တော်တဲ့အတွဲလေးပေါ့နော်အဲ့မှာတကောက်ဝတ်1000ရမယ် battery က 50 2ဘို့280 A ရမယ်ဒါမှ RDPD 10ကိုတောင်းထားပြီးတော့အမကန်လေးပြပြပေးမယ်ဒီကောင်လေးကအမကန်နှစ်နှစ်ပေးမယ်နှစ်နှစ်ကို1 + 1ပထမတစ်နှစ်ကပစ္စည်းကလက်ခအကောင်ခမယ်နောက်တစ်နှစ်ကကျတော့လက်ခအကမယ်ဘက်ထရီကကျတော့5 year 3 2ပထမ3နှစ်ကပစ္စည်းကလက်ခအကောင်ခမယ်နောက်လင်းလင်းမြောင်းနဲ့9နှစ်မြောက်ကလက်ခအကမယ်အဲပြီးတော့ကျွန်တော် safety device နဲ့ accessory ကိုကျွန်တော်ပုံမှန်တိုင်းမှာအမကတစ်နှစ်ပေးမယ်ပြီးသွားလို့ကျလို့ရှင်ကျွန်တော်တို့ရဲ့ power after the service brand တွေ1 year လောက်ပေါအောင်မယ်ပေါ့နော်အဲ့တစ်နှစ်အတွင်းမှာကျွန်တော်တို့တစ်ခုခု error ဖြစ်ခဲ့ရင် အဲဆက်ကျွန်တော်တို့48နာရီအတွင်းရောက်လာပြီးတော့အစားထိုးထားပေးမယ်လူချင်းမင်းတို့အလုံးပြန်ကောင်းလာပြီဆိုတော့ကျင်လပ်တန်တပြေကျွန်တော်တို့အစားထိုးလုံးပြန်ရင်ဝါပေးမယ်ကျွန်တော်တို့ power upgrade server run နေလို့လည်းတစ်နှစ်ရရှိအောင်ပစ်တယ်ပေါ့နော် upgrade နေလေးကိုကြိုက်တယ်ဆိုလည်းနောက်နှစ်တည်းနောက်နှစ်တည်းမှာတက်တန်းထက်တိုးဝါလို့ရရပေါ့နော်ဒါဒီအတွဲလေးတစ်စုံလုံးကိုကျွန်တော်တို့အားလုံးတက်ဆင်ကအပါအပေးစီသိန်း120ဒါဒီကောင်လေးဆိုလို့ကျင်တော့လူချင်းမင်းတို့အရန်အဆင်ပြေတဲ့ setup လေးပေါ့နော်အဲ setup လေးကိုလူချင်းမင်းတို့စိတ်ဝင်စားနေဆိုရင်ကျွန်တော်တို့ power ရဲ့ pay messenger fiber ဖုန်းနံပါတ်အဲ့ဒါလေးတွေကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ကျွန်တော်တို့ဒီ ပါဖို့ဆိုင်ကိုတိုင်အောင်လဲလူကိုတိုင်လာရောက်ပြီးတော့ကျွန်တော်တို့ ਨੇ အသေးသေးတွေ့ဆုံဆုံဆန်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲတာလက်ပါတော့နေလေးတစ်နေပိုင်ဆိုင်နိုင်ပါနော်